မုံရောင်တချံပွဲတော်စီကောင်းတိုင်းမြိုင်စွာကျင်းပရန်ဆောင်ရွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဒေသကြီးမုံရွာမြို့မှာမြမရိုးရမဟာတချံပွဲတော်ကျင်းပနိုင်ရှေရသူကစီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။အဆိုပါမုံရွာတချံပွဲတော်စီကောင်းတိုင်းမြိုင်စွာကျင်းပနိုင်ဖို့အစီအဝေးကိုမတ်လ3ရက်မွန်းလွဲပိုင်းကမုံရွာမြို့စကိုင်းတိုင်းဒေသကြီးအဆိုရအဖွဲ့ရုံးအစီအဝေးခံမှာမှာကျင်းပခဲ့ပါတယ်။ စကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က2025ခုနှစ်မြမရိုးရာမဟာတကြံပွဲတော်စီကားတိုက်မြိုက်စွာကျင်းပနိုင်ဖို့အတွက်သက်ဆိုင်ရာကော်မတီတွေဖွဲ့စည်းတာဝန်ပေးထားပြီးတာဝန်ရှိသူတွေအနေနဲ့အရှင်းနှစ်တွေကအသွေးချုံတွေရဲ့အားသာချက်အားနည်းချက်တွေကိုသင်ငန်းစာရယူပြီးလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်သွားချဖို့လိုအပ်တယ်လို့ဆိုပါတယ်။ ထာအပြင်ကော်မတီအဖွဲ့အသီးသီးကတာဝန်ရှိသူတွေရဲ့အနေနဲ့မိမိတို့တာဝန်ယူဆောင်ရွက်သွားမယ်လုပ်ငန်းတွေအပေါ်စေတနာပြည့်ဝစွာနဲ့ဆောင်ရွက်သွားချဖို့လိုအပ်ပြီးမြမနစ်ဆန်းတရက်နေမှာလဲတက်ကြီးပူဇော်ပွဲဇီဝိတာငါးလူပွဲတွေဆောင်ရွက်သွားနိုင်ရေးတာဝန်ရှိသူတွေကကြိုးတင်စီမံဆောင်ရွက်ထားချဖို့လိုအပ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ အဆိုပါမြမရိုးရာမဟာတကြံပွဲတော်စီကားတိုင်းမြိုက်စွာကျင်းပနိုင်ရေးအတွက်မုံရွာတကြံပွဲတော်ကျင်းပရေးဦးစီးကော်မတီအခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေးအကဲပြတ်ရေးနှင့်စုချီးမြင့်ရေးလုပ်ငန်းကော်မတီစတရီသားများကျွေးမွေးရေးကော်မတီဖိတ်ကြားကြိုးစိုးနေရာချထားရေးအခန့်ကျွေးမွေးရေးနှင့်ဗဟုမန်းထက်ကြီးကြပ်ရေးလုပ်ငန်းကော်မတီပို့ဆောင်ရေးလုပ်ငန်းကော်မတီဘန်နာရေးနှင့်ငွေစည်ရင်းထိန်းသိမ်းရေးကော်မတီ လူမှုရေးနှင့်သာနာရေးဆိုင်ရာကော်မတီ၊ပြည်ချားရေးနှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်းကော်မတီ၊ကျန်းမာရေးလုပ်ငန်းကော်မတီ၊လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီစားတဲ့ကော်မတီတွေဖွဲ့စည်းထားပြီးမိမိတို့ကော်မတီများအလိုက် လုပ်ငန်းတွေဆောင်ရွက်သွားမယ့်အခြေအနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးတင်ပြခဲ့ကြတယ်လို့သိရပါတယ်ရှင်။